မင်္ဂလာပါရှင်။စွန်လ10ရက်အင်္ဂါနေ့ရွှေရံကုန်းရဲ့ရန်ကုန်တခွင်သတင်းစွန်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့အဖျောင်မျိုးရင်းလူငယ်ရွေးရာအသိပညာပေးဟောပြောပွဲကျင်းပတဲ့သတင်း။ကျောင်းသားကျောင်းသူလူငယ်မောင်မွေများအသိပညာဖွံ့ဖြိုးတိုးတက်စေရန်လူငယ်ရွေးရာအသိပညာပေးဟောပြောပွဲကိုစွန်လ10ရက်မော်လယ်တနအီကတိုက်ကြီးမြို့နယ်အဖျောင်မြို့ရွှေဦးတောင်ခမ်းမမှာပြုလုပ်ကြောင်းသိရပါတယ်။အသိပညာပေးဟောပြောပွဲတွင် ပြည်ချိုင်းနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်စောဝီကအသိပညာပေးဟောပြောကလူငယ်အသိပညာပေးနေရက်ဆာဆောင်များကိုပြသကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဝီကပေးပို့လာတာပါ။ဆလာတင်ဆမဲတဲ့ရင်ကတော့တရာမျိုးရင်းစောင့်လီမျိုးနွယ်နဲ့အမျိုးသားရင်ကျေမှုစောင်းပါများစာအုပ်ဖြင့်စာဖဝိုင်းပြုလုပ်တဲ့တဲ့ရင် ရှောင်းကုန်တိုင်းဒေသကြီးတန်လင်းခရိုင်တရားမျိုး community center ခမာရင်စာပေဝတ္တနာရှင်များနဲ့ youth club အဖွဲ့ဝင်များပူးပေါင်းပြီးစွန်လ9ရက်နေ့နဆယ်နာရီကစာရေးဆရာ မောင်ရင်ကျူရေးသားတဲ့စောင့်လေမျိုးနယ်နဲ့အမျိုးသားရင်ကျင်းမှုစောင့်ပါများစာအုပ်ဖြင့်စာဖော်ဝေခြင်းပါရာပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှုဒေါ်မိုးဖြူလင်းကစာဖော်ဝေပြုလုပ်ရခြင်းအကြောင်းကိုရှင်းလင်းပြောကြားပြီး youth club အဖွဲ့ဝင်များဖြစ်ကြတဲ့မအီမွန်စောနဲ့ မအီကေခိုင်တို့ကစောင်းလင်မျိုးနွယ်နဲ့အမျိုးသားရင်ကျေးမှုဆောင်ပါများအစာအုပ်ကိုစာချစ်သူများနဲ့ဝိုင်းဖွဲ့ဆွေးနွေးကြကြောင်းသိရပါရရှင်။ထမန်ရင်းစမဲတဲ့ရင်ကတော့ကော်မှုရင်းစာရေးဆရာကြကြော်လှန်ရေးသားတဲ့ပျော်ရွှင်ခြင်းစာအုပ်ဖြင့်စဖဝိုင်းခြင်းပါတဲ့တဲ့ရင်။ရန်ကုန်တိုင်းဒေသကြီးတွန်တီးခရိုင်ကော်မှုမျိုးနယ် community center ခန်းမတွင် ဇွန်လ9ရက်နေ့နောက်ပိုင်းကစာပေချဲ့မြတ်လူသူများနဲ့ယူကလက်အဖွဲ့ဝင်များကစာရေးဆရာကြကြောလိုင်းရေးသားတဲ့ပျော်ရွှင်ခြင်းစာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပရာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဒုတိယဦးစီးမှုဦးထက်မြတ်သူကစာဖတ်ဝိုင်းပြုလုပ်ရခြင်းရဲ့အရွယ်ချက်များကိုပြောကြားပြီးဘုတ်ကလက်အဖွဲ့ဝင်ဦးလာမိုးမအီးမြတ်သူနဲ့မောင်အာဃာတို့ကစာချစ်သူများနဲ့အတူစာရေးဆရာကြကြောလိုင်းရေးသားတဲ့ပျော်ရွှင်ခြင်းစာအုပ်ကိုဝိုင်းဖွဲ့ဆွေးနွေးကြကြောင်းသိရပါရဲ့ရှင်။ ီသတင်းကိုတော့ကျော်သူရကပြပူလာတာပါနောက်ထပ်တင်ဆက်မယ့်သတင်းကတော့ကြောက်တမ်းမြို့နယ်မှာအကျိုးအခြေခံမိသက်ပညာသင်တန်းဖွင့်လှစ်တဲ့သတင်းရန်ကုန်တိုင်းဒေသကြီးကြောက်တမ်းမြို့နယ်တိလဝါပြည်ရင်းစံမိုးဆောင်ရှိ ရှင်ဖာခြေလုံးကုံစံဆက်ယုံတွင် အကျိုးအခြေခံမိသက်ပညာသင်တန်းဖွင့်ပွဲကိုဇွန်လ9ရက်နေ့9နာရီကအဆိုပါဆက်ယုံရှိသင်တန်းခန်းမောင်းတွင် ပြုလုပ်ကြောင်းသိရပါသည် တင်နောင်းဖွံ့ဖွဲတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖုံခန့်အောင်ကအဖွဲ့မှစကားပြောကြားပြီးမြို့နယ်မိသက်ဦးစီမှုဦးအောင်ကျော်ဝင်းကတင်နန်းနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားကာကုမ္ပဏီမန်နေဂျာကကျေးဇူးတင်စကားပြောကြားပါရယ်တင်နန်းကိုတင်နန်းသား30ဦးဖြင့်ဇွန်လ9ရက်နေ့မှ16ရက်နေ့အထိဖွင့်လှစ်သွားမှာဖြစ်တယ်လို့သိရပါရယ်ရှင်ဒီသတင်းကိုတော့တန့်စင်ထုံးကပေးပို့ထားပဲဖြစ်ပါရယ်ထမတဲ့စမဲ့တဲ့ရင်ကတော့လက်ကူမျိုးနယ်တွင်တောင်သူပညာပေးဆွေးနွေးပွဲပြုလုပ်တဲ့တဲ့ရင် ရန်ကုန်တိုင်းဒေသကြီးလဲကုခရိုင်လဲကုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှုရုံတွင်ပိုးသက်စေတက်မြေဩစာမျိုးစေ့ဆိုင်ရာရှင်းလင်းခြင်းနှင့်တောင်သူပညာပေးဆွေးနွေးပွဲကိုဇွန်လ9ရက်နေ့နဲ့ဆယ်နိုင်ကပြုလုပ်ကြောင်းသိရှိရပါသည်။အဆိုပါတောင်သူပညာပေးဆွေးနွေးပွဲတွင်တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံဦးမိုးခိုင်ကပိုးသက်စေဥပဒေအကြောင်းကို၎င်းတိုင်းမြေအုံချတာဝန်ခံတော်မြင့်မြင့်မော်ကမြေဩစာဥပဒေအကြောင်းကို၎င်း တိုင်းမျိုးစေ့တာဝန်ခံဒေါ်စစီဦးက မျိုးစေ့ဦးတီအကြောင်းကို၎င်းတိုင်းခရိုင်ပညာရှင်များကတည်နှံစိုက်ပျိုးရေးဆိုင်ရာနှီးပညာများအကြောင်းကိုတောင်သူများအားရှင်းလင်းဆွေးနွေးပြီးပညာပေးလက်ကမ်းစာဆောင်များအားဖြန့်ဝေပေးကြကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့အေးအေးနွေကပြပူလာတာပါ။ဆလတ်တင်ဆက်မယ့်သတင်းကတော့အရေးပေါ်ကဲဆေးရေးရေပြင်းမြေပြင်းအသက်ငယ်တင်နန်းတင်နန်းသားများလက်တွေ့သရုပ်ပြသတဲ့သတင်း။ ရန်ကုန်တိုင်းဒေသကြီးအာကစားနယ်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီငင်းချန်ရီနှင့်ဘဝလုံခြုံရေးကော်မတီနှင့် Emergency Medical Service မြန်မာအဖွဲ့တို့မှပူးပေါင်းပြီးအရေးပေါ်ကဲဆဲရေးရေပြင်းမြေပြင်း အသက်ကယ်သင်တန်းလက်တွေ့သေယုပ်ပြသခြင်းကိုဇွန်လ6ရက်မိုးလယ်ပိုင်းကတွန်တေးမြို့တွန်တေးမြစ်အတွင်မှ ပြုလုပ်ကြောင်းသိရပါသည်။ ရှေဦးစွာရန်ကုန်တိုင်းဒေသကြီးအာကစားနှင့်လူငယ်ရွေးရာအထောက်အကူပြု လုပ်ငန်းကော်မတီမှဥက္ကဋ္ဌဦးစော်လွင်ဦးနှင့်အဖွဲ့ဝင်များပရာဟိတအဖွဲ့များမှတာဝန်ရှိသူများနှင့်လူငယ်များကဘိုးတထောင်စိတ်ကမ်းမှတွန်တေးမြို့သို့သွားရောက်ပြီးရေပြင်မြေပြင်အသက်ငယ်တင်နန်းတွင်တင်နန်းသားများရေပြင်အရေးပေါ်အသက်ငယ်ဆဲရေးတင်နန်းများလက်တွေ့သရုပ်ပြလှူဆောင်နေမှုများကိုကြည့်ရှုအားပေးကြပါသည် အဲ့ဒီနောက်တာဝန်ရှိသူများကတရုတ်ပြသမှုများဆောင်ရွက်ခဲ့တဲ့သင်တန်းသားများအားဂုဏ်ပြုငွေများပေးရကြကြောင်းသိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ဝန်ချံကုန်းမြို့နယ်စပယ်ရှိမြင့်တင်ရေးဟောပြောပွဲပြုလုပ်တဲ့သတင်းရန်ကုန်တိုင်းဒေသကြီးကွန်းချံကုန်းမြို့နယ်ပြည်ကြားရေးနှိပ်ပြည်သူဆက်ဆံရေးဦးစီးဌာနမှာနေလဲစာကြည့်တဲ့ဟောပြောပွဲနှင့်နေရက်ဆာဆောင်ပြပွဲကိုဇွန်လ9ရက်နေ့နဲ့10ရက်က တောင်ပပိုင်းရက်ွက်အခြေခံပညာမူလာတဲ့အကြောင်းတွင်ပြုလို့ရမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်နန့်ဆွေနွယ်ဦးကစာဖတ်ခြင်းရဲ့အကျိုးကျေးဇူးများကိုဟောပြောပြီးစာအုပ်စာဆောင်များနဲ့နေရက်စာဆောင်များအားပြသကြောင်းသိရပါပါရှင်။ဒီသတင်းကိုတော့ဆွေနွယ်ကပြပလာတာပါ။ရွှေရံကုန်ရဲ့ရန်ကုန်တခွင်သတင်းဆောင်လေးကိုတင်ဆက်ပေးကြပါဖြစ်ပါတယ်။ကြည့်ရှုပါပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါရရှင်။